trời 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 trời

好的好的，老板们，我老板们谢了，来过过门。Jangan tu, jangan tu lagi main lah, kan main lagi lah. 盖住都，啊，喂、啊，包工哪里喂？在哪儿呢？搞点搞点，土干喽。拿拿五百只鸡还没交完呢。五百只鸡，拿五百先。

morning. ချုပ်ရဲ့ကိုရဲချင်းလေးကိုပြောပြပါအောင်ကျွန်တော်ကတော့ပြန်နှံ့ဝင်မဲ့ G 2938ဘုံချုပ်ကျော်သန်းဖြစ်ပါတယ်လုံးတင်ဘူကိုလောင်းတင်တဲ့မက်ဆေ21တင်တန်းစင်းဖြစ်ပါတယ်နောက်ပိုင်းတိုင်းစစ်တာနာချုပ်ကို2020ခုနှစ်မှာတိုင်းဦးစီးချုပ်ဖြစ်ရောက်ရှိတာဝန်ထမ်းဆောင်ခဲ့ပါတယ်ဘုံချုပ်ကအခုဘယ်နေရာကိုရောက်ရှိနေတာလဲပြီးတော့ဘာကြောင့်ရောက်ရှိနေတာလဲကျွန်တော်ကတော့အာရခတ်တပ်တော်ရဲ့ထိန်းချုပ်မှုအောက်မှာရောက်ရှိနေပါတယ်အာရခတ်တပ်တော်ကနောက်ပိုင်းတိုင်းစစ်တာနာချုပ်ကိုတိုက်ခိုက်စဉ် 2024ခုနှစ်ဒီဇင်ဘာလ20ရက်နေ့နေ့လယ်7:00နာရီအချိန်ကမှအာရကတက်တော်ရဲ့ဖန်စီထင်းသိမ်းခြင်းကိုခံခဲ့ရပါတယ်အခုဆိုလို့ရှိရင်ရခိုင်ပြည်ရဲ့အဓိကမြို့ကြီးစစ်ခွနမြို့ထဲကမှစစ်လက်မြို့နီးပါးကိုအာရကတက်တော်ကတင်ပိုက်ထားပြီဖြစ်တယ်ပေါ့နော်ကျင်တာကစစ်တွေကြောက်ဖြူမဲအောင်ဒီ၃မြို့ပဲကျင်တော့တယ်ဆိုတော့ဒီမြို့မှာရှိတဲ့ဘုံမှုရှုပ်တို့ရဲ့လောက်ဖို့ကြိုင်ဖက်တံမှုစစ်တီတွေကိုဘာတွေပြောချင်လဲဘာတွေပြောကြရှိလဲ ။ဘုဘောကံပဲတမှုစစ်တီတွေကိုတော့ရခိုင်ပြည်ရဲ့ပထဝီဝင်နေသားရစစ်ကူတွေအလွယ်တကူရောက်ရှိဖို့ခက်ခဲတယ်ဆိုတာကိုတိုက်ပွဲစဉ်တွေအနေမှာသိရှိပြီးဖြစ်ပါတယ်။မင်းတို့တွေအနေနဲ့ကောင်းဆောင်မှုမပြီးသားသူတွေရဲ့အောက်မှာအသေးခံပြီးတာဝန်ထမ်းဆောင်ခြင်းမပြုကြဘူးနဲ့အာရခတ်တပ်တော်နဲ့အမြန်ဆက်သွယ်ပြီးတော့လက်နက်ချလင်းဝင်ကြပါတိုက်ခိုက်တိုက်ပွဲတွေမှာလည်းပဲအမြန်ဆုံးအလံဖြူထောင်ပြီးတော့လက်နက်ချကြပါ အာရခတ်တပ်တော်အနေနဲ့လက်လွတ်စပယ်မလုပ်ပါဘူး ဥပဒေနဲ့အညီပဲဆက်ဆံပါတယ်အာဃာတတ်တော်ကဖမ်းဆီးရမိတဲ့၃ဘန်းတွေကို၃ဘန်းဥပဒေတိုင်းထိန်းသိမ်းထားရှိပါတယ်သူတို့တွေစီမှာရှိတဲ့လေခါစေဝါတွေနဲ့အစမ်းကုန်ပြုစုထိန်းသိမ်းဆောင်ရှောက်ပေးပါတယ်ဒါကြောင့်အာဃာတတ်တော်နဲ့ဆက်သွယ်ပြီးအများဆုံးလက်နက်ချလင်းဝင်ကြပါအဲ့ဒါဆိုရင်မင်းတို့တွေရဲ့အသက်ချမ်းသာရမှာဖြစ်ပါတယ်။ဘာကြောင့်အနောက်ပိုက်တိုက်စစ်တပ်နာရှုပ်နဘခကြာဆုံးသွားရတာလဲ။ ဘာကြောင့်ဗိုလ်မှူးချုပ်ကလက်ရအခန်းခံရတာလဲဆိုတော့အမှန်တိုင်းသုံးသက်ပေးပါအောင်နောက်ပိုင်းနိုင်စစ်ဌာနချုပ်ကြာဆုံးရတဲ့တွေကစစ်ကူစစ်ကြောင်းတွေချိန်မီရောက်ရှိလာခြင်းမရှိခြင်းနဲ့အတူရောက်ရှိလာတဲ့စစ်ကူစစ်ကြောင်းအချို့ကလည်းပဲအရကတက်တော်ရဲ့ဝိုင်းပတ်ချိန်မုန်းခြင်းကိုခံခဲ့ရပါတယ်နောက်ဆုံးကြန့်ရှိတဲ့နောက်ပိုင်းစစ်ဌာနချုပ်ရဲ့ရုံးကိုအရကတက်တော်ကလေးဘက်လေးတန်းဝိုင်းပတ်ထိန်းချုပ်တိုက်ခိုက်ခံရတဲ့အချိန်မှာကျွန်တော်တို့တွေဟာရိတ်ခါစေဝါခဲရန်ရည် ပြတ်တော့လုံလောက်မှုမရှိတော့ဘဲနဲ့ခုခံကာကွယ်ခဲ့ရပါတယ်။ယာယီစစ်တီများလည်းပဲထိခိုက်ဒဏ်ရာရှိမှုများပြားခဲ့ပါတယ်။တောက်စရာရေမရှိတော့တဲ့အထိအစွမ်းကိုမိမိတို့ကခုခံကာကွယ်ခဲ့ရပါတယ်။သို့တော်လည်းပဲအာခတ်တက်တော်ရဲ့တိုက်ခိုက်မှုပုံစံတွေနဲ့တိုက်စွမ်းရည်တွေကြောင့်နောက်ပိုင်းစစ်တပ်နာချုပ်ကြဆုံးခဲ့ရပြီးကျွန်တော်တို့တွေဖမ်းခံခဲ့ရခြင်းဖြစ်ပါတယ်။ဘုံမှုရှောက်အနေနဲ့နေပြည်တော်နဲ့မိသားစုကိုပါရှင်တဲ့တည်င်းစကားရှိပါသလား။ ရှိရင်ပြောပြပါအောင်ပြပြောပြပေါ်မှာရှိတယ်ဘုဇုံမူကြီးအပါဝင်ခေါင်းဆောင်တွေအနေနဲ့တမတော်ကလောက်ငယ်သားတွေရဲ့အသက်တွေဘဝတွေကိုငင်ညာတော့အားဖြင့်ရခိုင်ပြည်နယ်မှာစစ်ရှုံးနေတယ်ဆိုတာကိုလက်ခံပေးပါပြည်သူလူထုကိုဘုံကျဲနေတာတွေအကြမ်းဖက်တာတွေရပ်တန့်ပေးပါဆက်လက်လှုပ်ဆောင်မယ်ဆိုရင်အမိသားစုတွေနဲ့ပြည်သူတွေရဲ့အမုန်းတရားတွေနာကျင်မှုတွေကိုပဲရိုးစက်လိုက်ရရှိခံစားရလိမ့်မယ်ဆိုတာကိုသိစေချင်ပါတယ်မိသားစုအနေနဲ့ကျွန်တော်ကအာရခတက်တော်ရဲ့ ထိမ့်သိမ့်မှုအောက်မှာကြံ့ကြံ့မာမာနဲ့ရှိနေပြီးစိတ်မပူဘူးပြောကြလို့ပါတယ်ကျွန်တော်ပြောချင်တာလောက်ပါပဲ